ထမ်းနိုင်တော့တည်းနေ။ဟောဆိုင်ထမ်းရှင်ဒီလိုဆိုင်ကိုဒီလိုပခုမတင်နေတာ ਨੇ ။ဒီကမခံနိုင်လို့ဟိုဝင်ပြီရောလေ။ဒီအရာကြီးကအဲ့လိုဒီလိုဖြစ်လာ။အခုဒီ agent တွေဆိုရင်အကောင့်ပိုင်ရှင်ကြီးอ่ะဒီဘဘ interview ကိုပါပြီးရဲ့ချိန်လုံးကြီးကဓာတ်ကြီးကိုတလတသိလူပေးခြင်းနဲ့ငါးလစာပေါ့เนาะအဲ့ဒါလေးကိုလာပြီးတော့လူတန်းပေးတာပါ။ဘူကော်မိနဲ့ဆုံးပါလေ။ဟုတ်လား။အင်းသူတို့ဒီပဲစည်းလိုက်လေ။အင်းဟုတ်လား။ချက်ပြီးတော့ စနေနေ့ကဆုံးပါကိုလည်းအဲ့စိတ်တက်နေနေကြာပါဆရာနဲ့စိတ်ကြအဲ့ဒါကြောင့်မို့လို့ငါလည်းကြွားတော့မှာပါလားအဘချိုတင်ကွယ်လို့ရတဲ့ဟာကိုအဘချိုတင်ကွယ်စီချင်တယ်နော်ဈေးရုံတေချာပြပါအဘစိတ်တက်မကြပါနဲ့လို့နော်ကျင်းရတာပါတာပေါ့ဒီချိန်ထီအောင်လဲဘိုးဘွားမှာအေးချမ်းတဲ့ဇိမ်ကမခံစားဘူးသူတို့ပြန်ကျွန်တော်မြည်နေဆိုတော့ဆယ်နှစ်ဆန်ကနေတော့ကျွန်တော်ရုံးပြန် ဒီ agent မေးဆိုရင်အကောင့်ပိုင်ရှင်ကြီးอ่ะဒီဘဘ interview ကိုပါပြီးရဲ့အချိန်လုံးကဓာတ်ရီးကိုတလားတသိလူပေးခြင်းနဲ့တဲ့ပထမတော့၄လစာပဲလူမယ်လို့ပြောတာ၄လစာပဲလူမယ်လို့ပြောတဲ့အခါကျတော့အခုကျတော့၅လစာလူမယ်အန်ဒီရဲ့မနေရလာပြီးထွက်လိုက်တယ်အဲ့တဲ့ဟာလေးကို၅လစာပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့လူတန်းပေးတာပါအဟဟုတ်လားပါအော်ဘာဘာဖြစ်လဲဟာမိုးရမောင်း ဘာစိတ်ကပြင်မပြဘူးလားမပြဘူးအဲ့သူကဝယ်ခိုင်းထားတဲ့ဈေးတွေရှိတယ်လေအမနဲ့မနဲ့၁၀လုံး၅၀လုံးအဲ့၁၀၁၀အဲ့တော့အညာညာပဲကြတာ၂ပြတ်မနဲ့၂ပြတ်နောက်အမိုင်တို့နဲ့အကုန်လုံးရောရောတောက်ပြီးတော့အဒီဝင်ညွန်းတဲ့အတိုင်းပဲတောက်ပါတော့ပါဟာအဲ့ဒါပဲတောက်တယ်လေတောက်ပါတယ်နော်ဆက်ရောတော့မတောက်ဘူးလေဟိုကလည်းဗမာစီးလေအဲ့နှလုံးသေးသေးပါလေကဒီလိုကြေးကြေးကြေးတောက်တယ် မူးနဲ့မော်နေချင်းညာအဲ့လေးတောက်လိုက်ခမင်းလေးစားလိုက်အဲ့လေးတောက်လိုက်ဆိုနည်းနည်းတက်တာဘူးကော်မီနဲ့ဆုံးသွားပြီဟုတ်လားအင်းသူတို့ဒီပစည်းလိုက်လေအင်းဟုတ်လားစနေနေ့ကဆုံးအောင်ဟုတ်စက်အာ तू ကခေါက်ရှူတာလေခေါက်ရှူရဆိုတော့ဘာလဲကျက်ပြီးတော့စနေနေ့ကဆုံးသွားဘာကြီးอ่ะဒီဒီဒီအဖောက်လာလူရင်းနဲ့အဲ့ဒီအဖောက်ကိုအင်တာဗျူးရေးပါဆိုပြီးတော့ယူပေးလိုက်တာဆက်ဇကွဲတွေကြုံကြုံပြီးတော့ရောင်းရတဲ့အပါလေးပဲဆုံးသွားပြီလားအဲစနေနေ့ကရက်လေလေဟုတ်ပါ အဲ့တော့ဟိုတို့အောင်သွားပြီလို့ကိုယ်လည်းအဲ့စိတ်ကနည်းနည်းကြောက်ပါလားမကြောက်နဲ့စိတ်ကအဲ့ဒါကြောင့်မပြောရဘူးငါလည်းသွားတော့မှာပါလားအဲ့ဒါချိုးတင်ကွယ်လို့ရတဲ့ဟာကိုဘာချိုးတင်ကွယ်စီချင်တယ်နော်ဟုတ်တယ်မလားဘာအရာတွေမပူနဲ့ဒါသမီးပြပြလေအခုမြီးလေးတွေလည်းရှိရဲ့ဘာဒီဟွာလည်းရှိရဲ့ဆိုတော့အဘအဲ့ဒါကိုလုတ်ဖို့အတွက်ကိုအဘချိုတင်ကာွယ်တဲ့အနေနဲ့ဆရာဝန်ကအလကားဖက်စိတ်ပေးမယ်ဆိုလို့ရှိရင်သမီးတို့ကျန်တဲ့စေးဖို့တို့ ဘာရဲ့ဒီဖွဲ့စိတ်တဲ့အချိန်မှာစာဝင့်နေရေးအတွက်တို့တမီအကုန်လုံးတမီတို့ဘယ်လိုခေါ်မလဲဝိုင်းဝဲလှူဒန်းပေးမယ်အဲတမီအလှရှင်တွေကိုလည်းဖိတ်ခေါ်မယ်တမီကိုယ်တိုင်လည်းလှူမယ်ဝိုင်းဝဲလှူဒန်းပေးမယ်အဲ့ဒီအတွက်အဘဒီစေယုံအသေးချပြပါအဘစိတ်တဲ့မကြပါနဲ့လို့เนาะဘာပဲပြောလေကိုယ့်မိကိုနေရဲ့ဥစားမိမတွေမိရေတသမီတွေလည်းရှိရဲ့ခါစိတ်တဲ့မကြစီခြင်းမူအဘအဲ့တော့အဲ့စေယုံကိုတေချာလေးပြန်ပြပေးပါเนาะ သမီးတို့ကူညီပါမယ်လို့เนาะဗာเนาะอืมမထိုင်နိုင်တော့သမီးအော်ဆိုင်းထိုင်လို့ရှိရင်ဒီလိုဆိုင်းကိုဒီလိုပခုမတင်လိုက်တာ ਨੇ ဒီတော့ကမခံနိုင်တော့မခံနိုင်တော့မောတာမောတာအမထိုင်နိုင်တော့အမလို့နေတာတော့ဟုတ်တော့ရှိဘူးအခုနောက်တော့ရှိပါဘူးနောက်တော့က ။ဘာလို့ခိုင်းမှုကကောင်းတယ်လေ။ခိုင်းမှုကပြစ်မှန်လုံနာဟိုတော့လုံနေဆိုတော့တော့ဒီကားမှာတက်ရှင်ဝိုင်းကြည့်။ဝိုင်းကြည့်ရဲ့ညနေကျတော့ပြန်ကြရင်ဆန်လေးပါစားဖို့ပြေးတယ်။အဆန်ပြေးတယ်။ဒါဒီလိုမျိုးကားတွေမှာဒီမှာဒီလိုကားတွေကိုကမာစီပေးတာလေ။တရားရှင်တထောင်ပေးတယ်။နေရာရှင်နှထောင်ပေးတယ်။အာကိုကလည်းစီပေးလို့နေ့နှစ်စီးသုံးစီးလိုက်တယ်။ ခုလည်း၄00ရောင်းရတယ်အဲ့အဲ့ရတာလေးနဲ့တော့ဒီခိုင်းမှုပေးရလေးနဲ့အစံလေးစောက်ကြီးပြန်တော့လဲကွာပြန်တော့အဲ့လိုမျိုးတော့မထမ်းနိုင်လို့ဘူးထမ်းလို့လည်းမရတော့အဲ့ထမ်းလိုက်တာနဲ့မောတာမောတာအဲ့ဒီဝင်းတို့တို့ထမ်းလိုက်တာနဲ့ဒီကောင်ကဟိုဝင်းပြီးပြီးတော့လေဒီအရာကြီးအဲ့လိုဒီလိုဖြစ်လာ စင်မီတိုနဲ့လုံနေမယ်လို့ရှိရင်တော့အဘဟိုဥမာဖြင့်ကွယ်7နှစ်နေရမယ်နေရာမှာအဘတနည်းနည်းလောက်ပဲနေရမယ်ကွယ်အဘလည်းစိတ်မချရတဲ့သမီးတွေပါရှိရမလားအဲ့တော့အဘဆောက်ရှောက်နေရတဲ့သမီးတွေမျိုးသမီးတွေရှိရခါကြတော့အဘအဲ့ဒါလေးကိုသမီးကတော့အကြံပေးရှင်ပါတယ်ခွဲစိတ်ဖို့လောက်ပါเนาะအမဘလည်းလေဥနာကတော့ဘာလို့လို့ကြားကျင်နေတွားကျင်နေဒါနဲ့လွတ်လွတ်နေတယ်နော်အိမ်မှာလည်းကိုမရှိဘူးနော်ဒီတစ်နှစ်သောက်လာမလို့သမီးကလေးကလည်းကြောင်းတက်နေတာဆိုတော့ တော့မဟုတ်ဖြစ်တယ်။အဲဒီခါကျတော့ဒီညီလေးတွေပဲပါစဉ်းစားတာလေ။ဘာမရှိရင်ကြရင်သူတို့မှအိမ်မက်ကတိနနာတင်နေအဘတွေ့တယ်သူတို့ဆေးုံတင်သူလာရမယ်ပို့ရမယ်။အဲဒီခါကျတော့ဒီပြဿနာတွေများဒုက္ခတွေလည်းရောက်တယ်။အဲလိုဆိုတော့ဘာဆေးုံမနေကမတက်ချင်တာ။ဒါနဲ့ဘုရားတိုင်းကတော့ပြရဆိုတော့ပြရတယ်ပြရတော့မှာလေ။အဲဒါသူတို့ကလည်းတွန်းအားပေးတယ်လေ။ ။တို့ရဲ့စီရင်တော့ကိုကမလေးစားလို့မရဘူး။ဟုတ်မလား။အာဒီဘက်ကအခုအဲ့လိုမျိုးပေါ့လေ။သူ့ကြောင့်မို့လို့ပေါ့။အဲသူ့တဘာဝင်ပြီးမှဆိုရင်လည်းအခုဆိုလို့ရှိရင်အဲ့သူ့တငယ်ချင်းပေါ့။အဲ့ဒီတငယ်ချင်းဆက်စကွဲတွေကျုံနေရတယ်ဆိုတော့တငယ်ချင်းကအဲ့လိုမျိုးတည်သွားရဆိုတဲ့အဲရုပ်တိစိတ်ဓာတ်တွေကြရတယ်။အဲ့တော့ကျမကတော့အကြံပေးပါတယ်ဒီဆေးရုံကိုတေချာပါအဖတော့ပြပေးနော်။နော်ဗာတမီးကိုလည်းအကြောင်းကြပါနော်။တမီးဖုန်းနံပါတ်လေးယူထားနော်ဗာနော်။ င်းမေသမီးလေးပေါ့နော်ဟိုကဘာအခုလိုမျိုးဆရာတက်တောင်သမီးလေးတွေဘုန်းကြီးဆောင်မပြည့်တဲ့ကြလားသမီးလေးဒီထက်မကတိုးတက်ကြီးွားပြီးတော့နော်တာယာမြင်းကျွန်းနဲ့မိသားစုလေးပေါ့သူတော်နိုင်ပါစေလို့အဘဆူတောင်းပေးပါတယ်နော်ဟုတ်ကဲ့ဒီကနေ့ဆူတောင်းပေးတာဒါကြီးလဲဂျာနေပြီးတော့ ဟိုကိုစားပေါ့ကိုစားအခုလိုထူထမ်းပေးခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်တမီးအချမ်းမေအကောင့်ပိုင်ရှင်ညီမလေးရေအဲ့တော့အဘအတွက်လည်းလိုမျိုးပေါ့လေအခုလိုထူထမ်းပေးရဲ့အတွက်လည်းတမီးဘဝမှာပြည့်စုံကုန်လုံးကြွားချမ်းသာပါစေအနာရောဂါကင်းရှင်းပါစေမိသားစုအားလုံးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်